ကျွန်တော်တို့တိုင်းပြည်လောက်ဆိုင်းဘုတ်ပေါ်တဲ့တိုင်းပြည်မရှိပါဘူး။ဘယ်နေရာတော်တော်ကျွန်တော်တို့တစ်ခါမှဆိုင်းဘုတ်နဲ့လွတ်တဲ့နေရာကိုမရှိဘူး။ကွန်စတွေမထွေးရ။ကွန်စတွေတွေကြီးပဲအဲ့ဒီမှာဆိုင်းဘုတ်ကရေဘရောင်ခန့်နေတာပဲ။ပြီးတော့ကျွန်တော်တို့တိုင်းပြည်မှာလွန်ခဲ့တဲ့3နှစ်လောက်ထိအဲ့ဒီအချိန်မှာကျွန်တော်တို့ထောင်ထဲမှာပဲရှိပါသေးတယ်။အဲ့ဒီအချိန်လောက်ထိကျွန်တော်တို့တိုင်းပြည်မှာဆိုင်းဘုတ်တစ်ခုအားလုံးမှတ်မိကြအောင်ပဲထင်ပါတယ်။ရေးထားတာလေ။ပြပအာကိုပစိန်ယိုးအစိုးမြင်ဝါဒီများအားစန့်ကျင်ကြ။နေရာတိုင်းမှာကိုတွေ့ အခုလည်းကြာအောင်နိုင်ငံခြားသားများကိုကူညီပါဆိုဖြစ်သွားပြန်ပြီဒီတိုင်းပြည်တော့အပြောင်းလဲများတာကိုမမြတ်ကျွန်တော်စဉ်းစားမိတယ်ကိုမ26နှစ်ဒီဘက်22နှစ်ပေါင်း48နှစ်လုံးလုံးစေမောကလူပြောတာကိုကျွန်တော်တို့ပမာလူမျိုးတွေနားထောင်ကြရတာတော်တော်ကြာသွားပြန်ကိုနဲ့သဘောထားချင်းတိုက်ဆိုင်လားမတိုက်ဆိုင်လားမှမသိကိုစိတ်ထဲမှာကြိုက်မှမသိမကြိုက်မှမသိအဲ့ဒီအပေါ်ကလူကပြောချင်တာပြောတာကိုထိုင်နားထောင်နေတဲ့ဒလိကြီးဟာကျွန်တော်တို့အယူဆွေးနေကြပြီကျွန်တော်တို့အဲ့ဒီဟာကိုတော့ ပြင်ကြဖို့ကောင်းပြီလို့ကျွန်တော်ထင်တယ်ကျွန်တော်ဘုန်းကြီးတောင်းမှာမဝင်မလေးပါဘူးတောင်းမှာဇာရှိတဲ့ကိစ္စကိုလည်းအချိန်ဆွဲနေမှာမဟုတ်ပါဘူးတောင်းမှာနဲ့အချိန်မှာလည်းတနက်ခါကြထိုးတောင်းမှာမှာမဟုတ်ပါဘူးအခါနာမှုအမျိုးသမီးဖပြတော့မှာပဲကိုကိုကိုအဲ့ဒါတော့တနာစရာကောင်းမှန်းသိတော့ ျွန်တော်စိတ်မမိဘပြည်သူများကိုလည်းတကယ်အားအားသင့်ပါတယ်သူများထောင်ကြတာကိုပြောနေကြတာ96နှစ်လို့ဆိုတော့ဝါးကနေပဲ120များပြောရင်ဂျိုးများထိုးကြမလားမသိဘူးတကယ်တော့ကျွန်တော်ခေါင်းစဉ်ပေးလိုက်တယ်ဘာပြောမလဲဆိုတော့ကိုစုံဝင်းပေါ့ကျွန်တော်တို့ ਨੇ ထောင်ကြပေါ်ကြပဲကြီး ဖောက်တဲ့ဟောင်းကြီးနှိပ်ဆက်တာဒီလိုမရောက်ရောက်အောင်ကျွန်တော်ကိုခေါ်လာတာသူပဲဘာပြောမလဲတဲ့ဆိုတော့အဲ့ဒီချိန်မှာကျွန်တော်တဲတဲ့ဟိုတဲရှေ့မှာကြည့်လိုက်တော့တိုက်ကဆောက်နေတာတွေ့တာနဲ့သုံးတတ်တိုက်လို့ပြောတာကိုလည်းတိုက်မဆောက်ဘူးအဲ့တော့ဟိုးမဟုတ်ဘူးကျွန်တော်ကတိုက်ဆောက်ရတော့မှာပေါ့လေဒါပေမဲ့တိုက်မဆောက်ခင်မှာကျွန်တော်ပြောချင်တာတခုကတော့ကျွန်တော်တို့အခုစာပြီးဟောပြောပွဲတွေက တနေ့ဒီတနေ့ပျောက်ဆုံးခဲ့တာ20နှစ်နှစ်နှစ်ပေါ့အခုတဖြည်းဖြည်းချင်းစာပြီးဟိုမျိုးဝယ်ရများလာတယ်များလာတာကိုလည်းကျွန်တော်တို့ဝန်ပန်းတသားနဲ့ကျူးစွပါတယ်ဒါပေမဲ့ကျွန်တော်စာပြီးဟိုမျိုးပွဲတွေရဲ့တဘာဝတစ်ခုဟာကျွန်တော်နည်းနည်းလေးဆွေးနွေးကြည့်နေတာကပရိသတ်နဲ့စင်မောကလူနဲ့စကားပြောတာစင်မောကလူအကြီးပဲပြောသွားပြီးပရိသတ်ကဘာမှမပြောလဲအောင် ပိဿကနားပဲထောင်နေရကျွန်တော်စဉ်းစားမိတယ်ကိုမ26နှစ်ဒီမဲ့22နှစ်ပေါင်း48နှစ်လုံးလုံးစေမောကလူပြောတာကိုကျွန်တော်တို့ဗမာလူမျိုးတွေနားထောင်ခဲ့ရတာတော်တော်ကြာသွားပြီကိုနဲ့သဘောထားချင်းတိုက်ဆိုင်လားမတိုက်ဆိုင်လားမှမသိကိုစိတ်ထဲမှာကြိုက်မှမသိမကြိုက်မှမသိအဲ့ဒီအပေါ်ကလူကပြောချင်တာပြောတာကိုထိုင်နားထောင်နေတဲ့ဒလိကြီးဟာကျွန်တော်တို့အယူဆွေးနေကြပြီကျွန်တော်တို့အဲ့ဒီဟာကိုတော့ ပြင်ကြဖို့ကောင်းပြီလို့ကျွန်တော်ထင်တယ်။ကျွန်တော်ကတော့စာပေဟောပြောဝဲမှာတာဝန်တစ်ခုရှိတယ်။ကိုမန်းစော်တို့ကလည်းပြောတယ်။တိတလောက်မှတ်တလောက်တတ်တလောက်ကျွန်တော်လက်ချပေးတယ်လို့ဆရာကြီးလုပ်တယ်လို့စင်မွားလာပြောရမှာကိုကျွန်တော်ကြောက်ပါတယ်။ဘာလို့ကြောက်တာလဲဆိုတော့စင်မွားပြောတဲ့လူတစ်ယောက်ကပရိသတ်ဆရာတုံ့ပြန်မှုလဲကျွန်တော်တို့မရအောင်။အဲ့ဒီခါမျိုးမှာကျွန်တော်တို့ဒီပရိသတ်ကနားလေပုတ် ူပြောလိုက်တဲ့ဇကားတခုကိုနားလည်မှုလွဲသွားရင်ကျွန်တော်တို့မှတော်တော်လေးဒုက္ခရောက်ပါတယ်နားလည်မှုတွေကလည်းကျွန်တော်တို့တိုင်းပြမခဏခဏလွဲနေကြဆိုတော့ကျွန်တော်တို့ပြောတဲ့ဇကားရဲ့အတိတ်ပဲနဲ့အ내ကောက်ယူသွားတဲ့အတိတ်ပဲနဲ့လွဲရပါတယ်ဆိုပါတော့ကျွန်တော်နမူနာလေးတခုပြောခြင်းပါတယ်လွတ်တော်ထဲမှာလွတ်တော်စည်းဝေးကြီးကျင်းပါနေတော့လွတ်တော်ဥက္ကဋ္ဌကြီးကထိုင်လို့ကဲ လွတ်တော်အစည်းအဝေးစတင်ကျင်းပလို့ရပြီဒီဘက်ထိတ်ကကိုစလေတော်နမ်ဦးဖြူပဲမြို့နယ်ကရေနံချောင်းကစတင်တင်ပြလို့ရပြီโอเคဒီဘက်ကကိုစလေကထားပြီးတော့ကျွန်တော်ပြောစရာရှိတာကတော့ဒီလိုပါခမရလို့ထားလိုက်တုံးပဲရှိတယ်ဒီဘက်ထိတ်ကတည်းကထားဟိုဟိုဥက္ကဋ္ဌကြီးကျွန်တော်တခုပြောစရာရှိလို့ခဏနေဦးခမလွတ်တော်ကိုစလေမလားစီးနေတန်းနေပြောသူ့အလှဲ့သူ့ပြီးမှခမရလှဲ့ရောက်မှာခမခဏထိုင်နေပြောဆက်ပြောဒီဘက်ကကိုစလေ မဟုတ်ဘူးဒီဘက်ကတော့ပြန်ထားမဟုတ်ဥပဒေကြောင့်အရေးကြီးလို့ဟိုအရေးကြီးလဲခဏနေမင်းတော်တော်ကိုယ်စားလေဟိုဘက်ကလည်းတယောက်ပြောနေတယ်သူပြီးတော့ကိုယ်အလက်ကြရင်ကိုပြောပေါ့ဘလို့ပြောအဲ့လိုဖြစ်နေရလားဟုတ်ပါဘူးမြတ်ဥပဒေကျွန်တော်တကယ်ကိုအရေးကြီးလို့လို့ပါအရေးကြီးလို့လို့ကျွန်တော်ပြောချင်လို့ကျွန်တော်ပေးပြောပါဟောဒုက္ခတော့ရောက်ပြီဒီလူနဲ့တော့ကဲဒီဘက်ကလူကလည်းပြောပါစေသူပေးပြောလိုက်ပါဟုတ်လို့အထပြောတယ်ဒီလိုပါဥက္ကရာကြီးခင်ဗျာကျွန်တော်အိမ်မှာ ကျွန်တော်ချမ်းသာတယ်ဗျပိုက်ဆံရွှေငွေလက်ဝယ်ယတနာပါစာအုပ်အားလုံးကိုကျွန်တော်မိခံတစ်တာတယ်ကျွန်တော်ထည့်ခဲ့ပါတယ်အေးအဲ့ဒါပါဖြစ်တယ်ဒါပေမဲ့ကျွန်တော်မိခံတစ်တာတော့ကိုကျွန်တော်မပိတ်ခင်မိပါဘူးဟုတ်ဗျာအဲ့တော့ပါဖြစ်တယ်အဲ့ဒါအခုကျွန်တော်အရေးကြီးလို့အိမ်ပြန်ပြီးတော့ကျွန်တော်မိခံတစ်တာတော့တော့ပြန်ပိတ်ပြရစီတခိုးရံကြောက်ရလို့ပါမပူပါနဲ့ကွာလွတ်တော်ကိုစလေအကုန်ဒီမှာရောက်နေ ဓိပ္ပာယ်တော့လွဲတာပါ။ဟောလေယူယူပြောတာလူတော်ကိုယ်စားလေးအကုန်ရှိပါတယ်။မိမမပူနေစရာမလိုပါဘူး။သူတို့တော်မှမမဆိုးရင်တာ။ဒါပေမဲ့အဓိပ္ပာယ်ကဒီမှာလူတော်ကိုယ်စားလေးတွေအကုန်ရောက်နေပြီပဲဆိုတော့ဘလို့ဖြစ်သွားလဲ။ဒီလူတွေပဲတခိုးလို့လို့အဲ့လိုအဓိပ္ပာယ်ကောက်လွဲမှလဲကျွန်တော်တို့ကြောက်ပါလား။အဲ့တော့နောက်တစ်ခုကျွန်တော်ထပ်ကြောက်တာရှိပါတယ်ကတော့ ကျွန်တော်ပြိတ္တတွေနဲ့စကားပြောရတာဖြစ်တဲ့အတွက်ပြိတ္တများကိုအများနဲ့လူလူလူသဘောသဘာဝရကျွန်တော်ကျွန်တော်နဲ့ပြောနေရတဲ့အခါမှာဆရာတော်တန်ဃာတော်များလည်းအောက်မှာရှိတဲ့အတွက်ကျွန်တော်ဆိုတဲ့အတုံးကဆရာတော်တန်ဃာတော်များပေါ်မှာအာဃာတော်ဖြစ်တဲ့ဆိုရင်တပည့်တော်ခွင့်လို့ပါဗျာတပည့်တော်ချွတ်တင်ပြီးတော့တောင်းပန်ပါစေကျွန်တော်ဘုန်းကြီးတောင်းပန်မှုဝေမလေးပါဘူး ှတ်ရရှိတဲ့ကိစ္စကိုလည်းအချိန်ဆွဲနေမှာမဟုတ်ပါဘူး။တောင်းမှန်တဲ့အချိန်မှလည်းတနက်ခါကြထိုးတောင်းမှန်မှာမဟုတ်ပါဘူး။အဲ့ဒီတော့တို့ကြိုပြီးတော့လည်းတောင်းမှန်ပြီပါပြီ။ပြီးတော့မမီးတဲ့ပိုင်နဲ့ထိုးကြ။အဲ့တော့ကျွန်တော်သုံးတဲ့တိုက်တစ်ခုစောက်ချင်တယ်လို့ကျွန်တော်ပြောပါတယ်။အဲ့ဒီသုံးတဲ့တိုက်ကကျွန်တော်တို့တိုင်းပြည်အတွက် လက်ရှိအခြေအနေမှာအရန်အရေးကြီးနေတဲ့လိုအပ်နေတဲ့သုံးနှစ်တိုက်တိုက်ပါအဲ့ဒီသုံးနှစ်တိုက်တိုက်ဆိုတာဒီမှာသုံးနှစ်တိုက်လို့ဆိုပါတော့အပေါ်ဆုံးတက်ရှိပါလိမ့်မယ်အလေတက်ရှိပါလိမ့်မယ်အောက်ဆုံးညင်ညီတဲ့တစ်ထက်ရှိပါလိမ့်မယ်အပေါ်တက်တစ်ထက်ကဘာလို့လို့ကြမှာလဲကျွန်တော်တို့တိုင်ပြီဘယ်ကိုသွားမှာလဲကျွန်တော်တို့တိုင်ပြီဘာဖြစ်နေတာလဲ ျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေအလိုရှိနေတာဟောပါလေကျွန်တော်တို့ပုံဖော်ကြရမယ်နိုင်ငံရေးတစ်ခုတိုင်းပြည်ရဲ့စနစ်တစ်ခု policy တစ်ခုကပါလေအဲ့ဒါကိုရေးရေးရရာရှင်းပြမယ်ရေးဆွဲပေးမယ်လူတွေကအဲ့ဒီတတိယဓမ္မရှိပါလိမ့်မယ်အဲ့ဒီစကားအရင်အရေးကြီးပါတယ်ကျွန်တော်တို့တိုင်းပြည်မှာကျွန်တော်တို့တိုင်းပြည်လောက်စိုင်းဘုတ်ပေါ်တဲ့တိုင်းပြည်မရှိပါဘူး ဘယ်နေရာတော့တော့ကျွန်တော်တို့တခါမှဆိုင်းပုံနဲ့လွတ်တဲ့နေရာကိုမရှိဘူး။ကွန်စရီမထွေးရ။ကွန်စရီတွေကြီးပဲအဲ့ဒီမှာဆိုင်းပုံကရေပရောင်ခန့်နေတာပဲ။ပြီးတော့ကျွန်တော်တို့တန်ပြီမှာလွန်ခဲ့တဲ့3နှစ်လောက်ထိအဲ့ဒီအချိန်မှာကျွန်တော်တို့ထောင်ထဲမှာပဲရှိပါသေးတယ်။အဲ့ဒီအချိန်လောက်ထိကျွန်တော်တို့တန်ပြီမှာဆိုင်းပုံတစ်ခု အားလုံးမှတ်မိကြအောင်ပဲထင်ပါတယ်။ရေးထားတာလေ။ပြပအာကိုပစိန်ယူ အစိုးမြင်ဝါဒီများအားစန့်ကျင်ကြနေနေရာတိုင်းမှာကိုတွေ့အခုလည်းကြာတော့နိုင်ငံသားများကိုကူညီပါဆိုဖြစ်သွားပြန်ပြီဒီတိုင်းပြည်တော့အပြောင်းလဲများတာကိုမမြတ်ဘူးအဲ့တော့အဲ့ဒီလိုဆိုင်းပုတ်တွေမှာမပြောင်းမလဲပဲရှိနေသေးတဲ့ဆိုင်းပုတ်တခုရှိပါတယ်စီကံပြေဝါပြီးတော့ခင်မီတော့ဒီမိုကရေစီ နိုင်ငံတော်တည်ကြည်စီတို့အကြံပေး ခုချိန်ထိလည်းအိုက်တိုင်းပဲအဲ့တော့ကျွန်တော်တို့ကစည်းကမ်းပြေဝါပြီးတော့ခင့်မိတဲ့ဒီမိုကရေစီနိုင်ငံတော်အသိကြီးစီသူလို့ကျွန်တော်တို့အားလုံးသွားနေကြတာဒါပေမဲ့ပြဿနာတရရှိပါတယ်ကျွန်တော်တို့အားလုံးရဲ့ပန်းတိုင်ကစည်းကမ်းပြေဝါပြီးတော့ခင့်မိတဲ့ဒီမိုကရေစီနိုင်ငံတော်အသိကျွန်တော်တို့သွားရမယ်ပန်းတိုင်ဟုတ်ကဲ့အဲ့ဒီကျွန်တော်ပြောချင်တဲ့တတိယဓာတ်ကလူတွေကအဲ့ဒီပန်းတိုင်လို့ကျွန်တော်တို့သတ်မှတ်ထားတဲ့ဒီမိုကရေစီနိုင်ငံတော်ကိုဘယ်လမ်းကသွားရမှာ ဘယ်အပေါက်ကဝင်တိုးရမလဲသူတို့စဉ်းစားပြရပါလိမ့်မယ်သူတို့ချမှတ်ပြရပါလိမ့်မယ်သူတို့ကစဉ်းစားပြီးတော့ policy ရေးပြရပါလိမ့်မယ်မနိုင်ကောင်းနိုင်ကောင်းနိုင်တယ်လို့မထင်မှန်းနဲ့ဆရာတော်များလည်းရှိပါတယ်ကျွန်တော်တို့ဗုဒ္ဓဘာသာမှာကျွန်တော်တို့ဖရာကဗုဒ္ဓဘာသာအားလုံးရဲ့ဘန်းနိုင်ကနိဗ္ဗာန်ဆိုတာပြောပြီးသားပဲဒါပေမဲ့အဲ့ဒီနိဗ္ဗာန်ကိုဘယ်လိုသွားရမလဲဆိုတာကို ကျွန်တော်တို့ဖခင်ကတိတိကျကျညွန်မိခဲ့ပါတယ်တစ္ဆာ၄ပါးတရားတော်ထဲမှာမိခင်၈ပါးနဲ့ပြခဲ့ပါတယ်အဲ့ဒီဟာမနိုင်ကောင်းနိုင်ကောင်းကျွန်တော်နိုင်တာမဟုတ်ပါဘူးခင်မီပြေဝါဒီမိုကရေစီနဲ့နိုင်ငံတော်တည်ကြည်စီကိုတွားကျင်တယ်ဆိုရင်အဲ့ဒါပန်းတိုင်းဘယ်လန်းကတော့မလဲမိခင်၈ပါးလို့တိတိကျကျညွန်ပြနိုင်တဲ့ဘယ်လန်းလဲကျွန်တော်တို့လိုအပ်နေပါပြီဒီနေ့မိဘပြည်သူတွေ ပါဇက်ဖျားမှာအင်မတန်မှပြောလို့ကောင်းတယ်ဒီမိုကရေစီနိုင်ငံဒီမိုကရေစီနိုင်ငံအစိုးရကိုမကောင်းပြောတာလေအလွယ်ဆုံးပဲကျွန်တော်လည်းအစိုးရကိုမကောင်းပြောခဲ့တာလေခဏခဏပဲပြောလို့လို့လည်းထောင်ကြတာလေးကဒါအလွယ်ဆုံးလို့ပဲမကောင်းပြောတာကဘာပေါ်မှာအလွယ်ဆုံးလို့ပါဒါပေမဲ့ကျွန်တော်တို့ဘာလုပ်မလဲဆိုတာကတော်တော်ကိုခက်လာကျွန်တော်တို့သွားမယ်ဒီမိုကရေစီနိုင်ငံတော်တည်ကြည်စီတို့ ျွန်တော်တို့သွားမယ်အပေါ်ဆုံးတက်ကလူတွေကဘယ်လမ်းကသွားရမလဲဆိုတာကျွန်တော်တို့ကိုညွှန်ပြပေးရပါလိမ့်မယ်အလေတက်ကလူတွေကအဲ့ဒီလိုသွားရမယ်လမ်းကိုသူတို့ပေါင်းစပ်ညှိနှိုင်းပေးပြီးတော့ဘယ်သူကတော့ဘယ်လမ်းအရှောက်ဘယ်သူကတော့ဘယ်လမ်းအရှောက်ဆိုတာအကောင့်ထဲပေါ်ပေးရပါလိမ့်မယ်အဲ့ဒီနေရာမှာပညာတွေကိုပြီးနေကြတဲ့ဆရာတွေပါလိမ့်မယ်အင်ဂျင်နီယာတွေလည်းပါလိမ့်မယ်ဆရာဝန်တွေလည်းပါလိမ့်မယ်အဲ့ဒါအလေတက်မှာရှိပါလိမ့်မယ် ောက်ဆုံးတက်ကတော့ကျွန်တော်တို့တွေမိမပြည်သူတွေအားလုံးပြည်သူတရက်လုံးအောက်ဆုံးတက်မှာပါပါတယ်ကျွန်တော်တို့အားလုံးကခုနကအလေရက်ကလူတွေပေါင်းစပ်ညှိနှိုင်းပေးတာကိုကျွန်တော်တို့အလုပ်လုပ်ကြရမှာပါအဲ့တော့ကျွန်တော်တို့ကဘလို့အလုပ်လုပ်ကြရမှာလဲဆိုတဲ့အခါအရေးကြီးလာတာကျွန်တော်တို့မှာထားတင်ထားတိုက်တယ်ခုနကသုံးတက်တိုက်လို့ကျွန်တော်ပြောသလိုကျွန်တော်တို့မှာထားတင်ထားတိုက်တဲ့စိတ်အခြေခံ၃ခု ရှိရပါလိမ့်မယ်အဲ့ဒီစိတ်ဓာတ်ကိုတော့ကျွန်တော်နာမည်ပေးခြင်းနဲ့ EPL စိတ်ဓာတ်လို့နာမည်ပေးခြင်းပါလေဘလုံးမွေးနဲ့ပတ်သက်ပြီးတော့တရားလူတွေအကုန်လုံးရင်းနှီးကြပါလိမ့်မယ် EPL ဆိုတော့ English Premier League လို့အလွယ်မှတ်လို့ရတာပေါ့နော်အမှတော့ EPL က English Premier League တော့မဟုတ်ပါဘူးဤတလုံးက expectation မှာကျွန်တော်တို့မျော်လင့်ချက်တွေရှိနေကြပါလေ လူတိုင်းကိုစီမှာအဲ့ဒီမျိုးလင့်ချက်ကိုမျိုးလင့်ချက်အတိုင်းသာထားပြီးအကောင့်ထဲပို့အောင်လုပ်ရပါလိမ့်မယ်ဒါပေမဲ့အရန်ကာရောအဲ့ဒီမျိုးလင့်ချက်ကိုလူတဦးတယောက်စီမှာဖြစ်ဖြစ်လူတစ်ဖွဲ့စီမှာဖြစ်ဖြစ်အရန်ကာရောအမိတဲ့မဖြစ်တင်ပါဘူးတမနာကြီးဦးသိန်းစိန်ကပဲဒီမိုကရေစီနိုင်ငံတော်ကိုတွားဖို့အကောင့်ထဲပို့ပေးမယ်လူတန်တရားပဲ ဒီမိုကရေစီနိုင်ငံတော်ကိုသွားဖို့တကယ်လုပ်ပေးမယ်လို့ဆိုပြီးအရန်ကာရောမိလိုက်တဲ့အခါမှာအဲ့ဒီ expectation ခေါ်တဲ့မျောလင့်ချက်ကိုအရန်ကြီးသွားတဲ့အခါမှာအဲ့ဒီ E တလုံးဖြစ်တဲ့ expectation က F ပြောင်းသွားပါတယ်။ E ကနေ F ကိုဘယ်လိုပြောင်းသွားလဲဆိုရင်တော့ F က frustration အားမလို့အားမရတွေဖြစ်ပြီးထဆဲကုန်ကြတာပဲ။အခု Facebook ပေါ်မှာဆဲနေကြတာဒါပါပဲ။ကျွန်တော်တို့တိုင်းပြည်ကနှစ်နှစ်သားပဲရှိပါသေးတယ်။ နှစ်နှစ်သားပဲရှိတဲ့တိုက်ပြည်ကိုကိုကမလို့ရကောင်းလားတရားမလို့ရကောင်းလားကိုရဲ့ frustration ကို expectation လို့ခေါ်တယ်မျောလင့်ချက်တအားအမြင့်ကြီးထားလိုက်ဒလကြမ်းကြီးမှီလိုက်တဲ့အခါမှာအားမလို့အားမရဖြစ်မှုနဲ့မကြည်မနှက်ဖြစ်မှုတွေဟာပေါက်ကွဲထွက်ကုန်တာပါအဲ့တော့ကျွန်တော်တို့ဖြစ်ရမှာကအဲ့ဒီ E ကို F အဖြစ်ကိုပြောင်းမသွားစေဘဲနဲ့ EPL လို့ကျွန်တော်ပြောတယ် E ကနေ P ကိုသွားပါလိမ့်မယ် P ကတော့ participation မှာအလုံးပါဝင်ကြပါကျွန်တော်တို့မပါဝင်ခဲ့ကြလို့ကျွန်တော်တို့လွတ်ပြီးခဲ့ကြလို့ဒုက္ခရောက်ခဲ့ကြပြီတချိန်ကနိုင်ငံရေးဆိုတာကိုပါဇက်ကနေတယောက်မှမပြောရဲကြဘာကြောင့်လဲဖမ်းတာဦးဗျထောင်ထဲထည့်တာဦးဗျဘယ်ပြောရဲပါမလဲခုပြောလို့ရပြီခုလုပ်လို့ရပြီဆိုရင်ကျွန်တော်တို့တွေဝင်ပါကြရအောင် ဘာလို့ကျွန်တော်တို့ဝင်ပါခိုင်းနေတာလဲဆိုသူတို့ကြီးပဲလွတ်ထားလို့မရလို့ပါသူတို့ကြီးပဲလွတ်ထားလိုက်ရင်ကျွန်တော်တို့ကမဆလာခေပြန်ရောက်သွားလိမ့်မယ်ကျွန်တော်တို့တိုင်းပြည်ပြည်သားများဝင်ပါကြပါသူများကိုမိနေမဲ့စာကိုကိုတိုင်းနိုင်တဲ့နေရာကနေကျွန်တော်တို့ဝင်လွတ်ဖို့လိုပါလိမ့်မယ်အဲ့ဒီ P ဆိုတဲ့ participation ကိုဘယ်လိုနည်းနဲ့ပါရမလဲလို့ကျွန်တော်မေးနိုင်ပါတယ်ပါနိုင်တဲ့နေရာနောက်ဆုံးကျွန်တော်ပြောတဲ့ L တလုံးပါ လောဘီလို့ကြအောင်ပါတက္ကမလုံးလောဘီလုံးနေကြပါလေအယူရှင်းဆုံးစကားနဲ့ကျွန်တော်ပြောရရင်တော့လောဘီလုံးတယ်ဆိုတာမျက်စာပစ်တာပါပဲကျွန်တော်တို့မျက်စာပစ်ကြည့်အောင်လူပြိုလေးနဲ့အပြိုလေးနဲ့တွေ့လေမျက်စာပစ်ကြတာပဲလူပြိုလေးကအပြိုလေးကိုမျက်စာပစ်တာပါပဲချစ်တယ်ကြိုက်ကြောင်ပြောတာပါပဲအခုကျွန်တော်တို့နိုင်ငံဟာ EU ရောအမေရိကရောဟိုးရှေ့မှာရှိတဲ့ဂျပန်ရော အနောက်ကအိန္ဒိယအောင်ဟိုအပေါ်ကတရုတ်ကြီးရောလာလာမျက်စပ်ပြင်းနေတာကျွန်တော်တို့ကအပြူပေါက်နိုင်ငံလေးအပြူပေါက်နိုင်ငံလေးဆိုတော့မင်းငါနဲ့အဆင်ပြေမလားအဆင်ပြေမလားဆိုလာလာမျက်စပ်ပြင်းနေတာကျွန်တော်တို့လေကျွန်တော်တို့လည်းမျက်စပ်ပြစ်လို့ရပါတယ်ကျွန်တော်တို့ဘု து ့ကိုမျက်စပ်ပြစ်မှလည်းအနိုင်ဆုံးရက်ွက်အုပ်ချုပ်ရေးအစတော့အမြင့်ဆုံးပြည်တော်စုအစိုးရအထိကျွန်တော်တို့မျက်စပ်ပြစ်လို့ရပါတယ်ဒါကျွန်တော်တို့ရဲ့လော်ဘီလုပ်တယ်လို့ခေါ်တဲ့ မျက်စပြစ်မှုပဲအဲ့ဒီမျက်စပြစ်မှုမှာဘယ်လိုလုပ်မှလဲသုံးချက်ရှိပါတယ်လူတိုင်းလုပ်လို့ရပါတယ်နံပါတ်1က recognition ဆိုတဲ့အတိအမှတ်ပြုပါမကောင်းတာတွေကိုအပြစ်ပြောခြင်းပဲဆိုရင်ကောင်းတာတစ်ခုလောက်တွေ့ရင်ချက်ချင်းအတိအမှတ်ပြုပေးလိုက်ပါဒါမျက်စပြစ်ဒီတနည်းပါကျွန်တော်လွန်ခဲ့တဲ့လတွေမှာ28ရက်နေ့မှတ်မှတ်ရရကျွန်တော်ငွေနေမှုလို့ မြန်မာ peace center လို့ခေါ်တဲ့ငြိမ်းချမ်းရေး center မှာအရက်ဖက်လူ့ဖွဲ့စည်း50ဖွဲ့နဲ့တမနာရုံးဝင်ကြီးတွေနဲ့တွေ့ဆုံပွဲကျွန်တော်ကြားထဲမှာဝင်နှားထောင်ပါတယ်တက်ရောက်လာတဲ့အဖွဲ့50ဖွဲ့လုံးကတမနာရုံးဝင်ကြီးတွေကိုလက်ညှိုးဒီလိုထိုးပြီးတော့ဘယ်ခက်ကမှဒီလိုထိုးဝင်မရခဲ့ဘူးနော်ဒီလိုတွေလက်ညှိုးထိုးပြီးတော့ကချင်ပြည်နယ်အရေးနဲ့ပတ်သက်လို့အပြစ်တင် ိုလူတွေခေါင်းကိုခံနောက်တစ်ခါကြည်မြင့်နေမှာရှိတဲ့အမျိုးသမီးကြီးတယောက်ဟာသမနာကအပြစ်အခက်ရက်စဲတဲ့အမိတ်ကျင်ညာလိုက်တဲ့ညကောင်းကောင်းအိပ်ရတယ်။နောက်တနေ့နေ့လေတနားီတို့မှာသူ့အိမ်ကောင်းရင်ကိုဝုန်းငနဲ့အမြောက်ကြီးကြလာပြီးထွက်ပြေးရတော့တာပဲ။သူသမနာကိုမယုံတော့ဘူး။ပြောတာပဲအကုန်လုံး โอเคကျွန်တော်တို့လည်းနားထောင်ပါစိတ်မကောင်းပါဘူးကြည်ကြီးနေမှာဖြစ်တဲ့ပြဿနာကျွန်တော်တို့ဖြစ်တဲ့ဖြစ်တယ်လို့ပါသူတို့အခုလို့ကျွန်တော်တို့အေးတဲ့ຢာတွေမှာဒီမှာအနှွေးတွေဝတ်လို့ရတယ်လူတွေအများကြီးထိုင်လို့ရတယ်နားထောင်နေလို့ရတယ်ကြည်ပြည်နယ်မှာကျွန်တော်တို့ခလေးတွေကြည်လေးတွေကြောင်းမတက်ရတာနှစ်နှစ်ရှိသွားတယ်အခုလို့အေးတဲ့ຢာတွေမှာဝတ်စရာအနှွေးတွေမရှိဘူးအမိုးကအောက်မှာမနေရဘူး တောတဲ့တောင်ထဲမှာပြေးနေရကျွန်တော်တို့ကတော့အဲ့ဒီကြားတဲ့တွေကိုသွားခဲ့ရတော့ကျွန်တော်တို့ကိုယ်တွေအဲ့ဒီအခြေအနေမျိုးမှာကချင်ပြည်နယ်မှာတကယ်တကယ်ခံစားနေရတာကကချင်တိုင်းရင်းသားကျွန်တော်တို့လူခမရတို့လူလုံသားပြည်သူမိမပြည်သူ KIA လည်းမခံစားဘူးစစ်တပ်ကလည်းမခံစားဘူးသူတို့ကလက်ထဲမှာတနတ်တွေနဲ့ပြစ်ဖို့ပဲသူဥသူပြစ်ကိုဥကိုပြစ်ပဲတကယ်ခံရတော့ပြည်သူတွေခံရတာပါလက်နဲ့မှမရှိတဲ့ပြည်သူတွေပါ ျွန်တော်ငြိမ်းချမ်းရေးဆိုတာကြီးကိုအမြန်ဆုံးရမှာတာကျွန်တော်တိုင်းပြည်သားတိုင်းရင်းသားတွေလုံလုံခြုံခြုံစိတ်အေးချမ်းသာအိပ်ရာတော့မှာပေါ့ကျွန်တော်တူလေးတွေတူမလေးတွေမြည်လေးတွေသူတို့စာသင်ကျောင်းကိုလုံလုံခြုံခြုံလေးတွားကြရမှာပေါ့အခုတော့ငြိမ်းချမ်းရေးတကားမရှိသေးပါကလားကျွန်တော်တို့စိတ်မကောင်းခဲ့ပါဘူး။ဒါပေမဲ့ကျွန်တော်ပြောခဲ့တဲ့ချက်ကတိတ်မကြသေးဘူး29ရက်နေ့က အဲ့ဒီလိုအစိုးရရုံဝင်ကြီးတွေကိုလင်းညုံငုံငုံထိုးပြီးအပြစ်တင်ခံပြီးတဲ့အချိန်မှာပြီးခဲ့တဲ့6ရက်နေအဲ့4ရက်နေကပဲရွှေလီမှာ KIA နဲ့မြန်မာနိုင်ငံညင်းကြဲရေးအဖွဲ့နဲ့မြန်မာအစိုးရရဲ့ညင်းကြဲရေးအဖွဲ့နဲ့တွေ့ပြီးတော့စကားပြောကြလက်ဆွဲတွေနှုတ်ဆက်ကြသဘောတူညီချက်တွေယူကြတော့ကျွန်တော်တို့ကအဲ့ဒီအချိန်မှာအရေးကြီးဆုံးအချက်ကပထမအဦးဆုံးလုပ်တဲ့အချက်က ျွန်တော်ခုနကပြောတဲ့ recognition လို့ခေါ်တယ်ချက်ချင်းအတိမှန်ပြုပေးဖို့လိုပါတယ်အပြစ်တင်တော့တင်ခဲ့ပြီဆိုရင်ငြင်းငြင်းရဲ့အတွက်စကားစပြောပြီဆိုရင်ကျွန်တော်တို့အတိမှန်ပြုပေးလိုက်ဖို့လိုပါတယ်အဲ့လိုအတိမှန်ပြုပေးလိုက်ခြင်းဟာဒုတိယအဆင့်ဖြစ်တဲ့နောက်အားတလုံးပေါ့ remind လုပ်တာ ਨੇ အတူတူပါပဲ remind ဆိုတာတတိပေးတာပါတတိပေးတာက warning မဟုတ်ပါဘူး ကျွန်တော်ပြောနေတာ remind ပါ warning ဆိုတာဘောလုံးမွေးမှာဘောလုံးကန်ရင်လူချလိုက်တာနဲ့တပြိုင်တည်းရော့အဝါကပြအဲ့ဒါ warning ပါနောက်တစ်ခါချရင်မင်းအပြီးထုတ်ခံရမယ်အဲ့ဒါ warning ပါကျွန်တော်တို့က remind ပါတတိပေးတာပါသူ့ကိုကျွန်တော်တို့အတိမတ်ပြုပေးတယ်ပြီးတော့ရှေ့ဆက်လုပ်ဖို့တတိပေးရနောက်ပြန်မသွားဖို့တတိပေးရမယ်ကောင်းတာလုပ်ဖို့တတိပေးရမယ် ကလေးကောင်မှစန့်ငယ်စန့်ငယ်ကြီးလုံမနေဘူးကျွန်တော်တို့သတိပေးရမယ်ဒါကျွန်တော်တို့သတိပေးရမယ်အချက်ပဲနောက်တတိယအချက်ကတော့ကျွန်တော်တို့ encouragement လုပ်ပေးရမယ်အားပေးရမယ်သူတို့ကောင်းတာဆက်လုပ်အောင်ကျွန်တော်တို့အားပေးကြပါသူတို့မကောင်းတာမလုပ်အောင်သတိပေးကြပါဒီအချက်သုံးချက်ဆိုရင်မိဘပြည်သူအားလုံးလိုက်နာနိုင်မယ့်အချက်လို့ကျွန်တော်ယုံကြည်တယ်ကျွန်တော်တို့အဲ့ဒါလို့လုပ်မယ်ဆိုရင်နိုင်ငံရေးဖြစ်စဉ်ကြီးတစ်ခုလုံးမှာ ကျွန်တော်တို့ပါဝင်ပြီးတော့ပတ်သက်ရပြီလို့ကျွန်တော်ယုံကြည်တယ်အဲ့ဒါတော့ကတော့လူတိုင်းလုံနိုင်တယ်အဲ့တော့ကျွန်တော်မှတ်မိပါတယ်ဦးသိန်းစိန်တမရဖြစ်ပြီးတဲ့အချိန်မှာနှစ်ခါရှိသွားပြီမိကုန်းထဲမှာထက်ထက်ပြောတာ all inclusive political process လို့သူပြောပါတယ်အားလုံးပါဝင်နိုင်တဲ့နိုင်ငံရေးဖြစ်စဉ်လို့ပြောပါတယ်အဲ့ဒီအားလုံးပါဝင်နိုင်တဲ့နိုင်ငံရေးဖြစ်စဉ်ဆိုတာအခုကျွန်တော်ပြောတဲ့အားလုံးပါဝင်နိုင်တဲ့နိုင်ငံရေးဖြစ်စဉ်ဟာဒီနည်းနဲ့ ကျွန်တော်တို့မိဘပြည်သူတွေအကုန်လုံးပါဝင်လို့ရပါတယ်ဒီနည်းနဲ့ပါဝင်လို့ရပါတယ်လို့ကျွန်တော်ပြောတဲ့အခါမှာဒီနည်းအပြစ်ဒီထက်ကောင်းတဲ့နည်းများလဲရှာဖွေလို့ရရင်ကျွန်တော်တို့ဖလဲလို့ရပါတယ်ကျွန်တော်တို့တွေဟာသဘောတူနေဖို့မလိုပါဘူးလူတိုင်းလူတိုင်းတယောက်နဲ့တယောက်နဲ့သဘောထားကိုင်းနေကြမှာပါအင်္ဂလိပ်လို diversity လို့ခေါ်တဲ့မတူညီမှုဟာနေရာတိုင်းမှာရှိပါတယ်။အားလုံးတူနေရင် အဲ့ဒါအာနာရှင်စနစ်ပဲကျွန်တော်တို့မဆလာခေတလျှောက်လို့အကုန်တူတယ်ဘုနေဝင်တခွန်းပြောလိုက်ရင်အားလုံးကဟုတ်ကဲ့ပဲအကုန်တူတယ်တနိုင်ငံလုံးလည်းဟုတ်ကဲ့ပဲအကုန်တူတယ်အားလုံးတူနေရင်ကျွန်တော်တို့အာနာရှင်ခေရောက်သွားပါလိမ့်မယ်မတူညီမှသာဒီမိုကရေစီပါဆိုတော့ကျွန်တော်တို့ကဒီမိုကရေစီနိုင်ငံတော်ကိုတွားကျင်တယ်ဆိုတဲ့လူတွေဟာမတူတာကိုလက်ခံပေးရမယ် ကျွန်တော်တို့ရဲ့ unity လို့ခေါ်တဲ့ညီညွတ်မှုကိုမတူညီမှုဆိုတဲ့ကွဲပြားတဲ့ diversity တွေကိုကျွန်တော်တို့ကထည့်ပေးရမယ်။ဒီမှာအနွေးတွေဝတ်ထားတဲ့လူတွေရှိပါတယ်။အနွေးတွေမှာချမ်းလာတဲ့အခါမှာဒီလိုစစ်ကလေးကိုစွတ်တက်ရပါတယ်။ဒါမှရင်ဘတ်မအေးတော့ဘူး။အေးမမိတော့ဘူး။ဒါပေမဲ့အဲ့ဒီစစ်ကဒီတိုင်းတက်လို့မရဘူး။ပြန်စဉ်းစားကြည့်လွယ်လွယ်လေးပါ။အိုးအောက်ဆုံးမှာဂျိတ်ကလေးတစ်ခုကိုချိန်လိုက်ရပါတယ်။ ချိန်ပြီးတော့မှစစ်ကိုဟောတယ်လို့ဆွဲတင်ရတာအဲ့တော့ကျွန်တော်တို့ပထမဆုံးအဆင့်လုပ်ဖို့လိုတာကမတူညီတဲ့ဘယ်ဘက်အချမ်းနဲ့မတူညီတဲ့ညာဘက်အချမ်းကိုချိန်ပြီးအောင်လုပ်ပြီးမှဆွဲတင်ရမှာဒါဟာမတူညီ क्वे ပြတဲ့အချက်ကိုကျွန်တော်ပြောနေတာအဲ့ဒီထဲကမှညီညွတ်မှုရရင်ရင်မပိတ်မိသွားရင်အေးမပတ်တော့ဘူးပေါ့ကျွန်တော်တို့မဖျားတော့ဘူးပေါ့နမိုနီယာမဖြစ်တော့ဘူးပေါ့အဲ့တော့ကျွန်တော်တို့ဒီနေရာမှာ ဒုံနဲ့တက်ဆောက်ရင်းနဲ့ကျွန်တော်တို့တိုင်းပြည်ဟာဘယ်ကိုသွားပြီးတော့ဘယ်နားရောက်နေတယ်လဲဆိုတာကျွန်တော်တို့ရေးရရရသိဖို့လိုပါလိမ့်မယ်ဆိုပါတော့ democratization လို့ခေါ်တဲ့ democracy ပြုပြင် ပြောင်းလဲရေးဖြစ်စဉ်ကြီးတစ်ခုကျွန်တော်တို့သွားနေတာဘယ်နေရာရောက်ပြီလဲဒုတိယတစ်ခုရှိပါတယ်ရောက်နေတဲ့နေရာက transition လို့ခေါ်တဲ့အကူအပြောင်းကာလလို့ ပြောကြပါလိမ့်မယ်ခုနဆရာဦးထွန်းလေးပြောသွားတဲ့ထဲမှာလည်းပါပါတယ်မြန်မာ in transition ဆိုတာအဲ့အကူအပြောင်းဆိုတာဘယ်ကဘယ်ကိုကူပြီးဘယ်ကဘယ်ကိုပြောင်းလာကျွန်တော်တို့ကဒါကြီးကမြစ်ကြီးတစ်ခုလို့ဆိုပါတော့မြစ်ကြီးရဲ့ဒီဘက်ကန်းကနေပြီးမြစ်ကြီးရဲ့ဟိုဘက်ကန်းကိုကျွန်တော်တို့ကူးကြတာအဲ့လိုကူးကြတဲ့အခါမှာဒီဘက်ကန်းကနေဟိုဘက်ကန်းကိုကူးရင်တော့ရေထဲဆင်းရမှာပဲအဲ့တော့ဒီဘက်ကန်းကနေဟိုဘက်ကန်းကိုကူးပြီးတော့ရေထဲမှာပင်သားရောက်နေမလဲဒီဘက်ကန်းစားမှာလားရေလေကောင်းမှာလားဟိုဘက်ကန်းကကတ်လာပြီလား ကျွန်တော်တို့ဘယ်နေရာရောက်နေပြီလဲကျွန်တော်တို့သိဖို့လိုပါတယ် transition ဆိုတဲ့အကူအပြောင်းဆိုတာခုနဆရာဦးထွန်းလင်းပြောသွားတဲ့အထက်မှာစိတ်ဝင်စားစရာကောင်းတဲ့တစ်ချက်ရှိပါတယ်အဲ့ transition ဆိုတဲ့အကူအပြောင်းဟာဆရာပြောတဲ့မိုးဂျိုကာလနဲ့မိုးနှောင်းကာလမှာမုံတိုင်းကြတာပါအဲ့ဒါ transition ကာလပဲမိုးဂျိုကာလကျွန်တော်တို့ຫນွေຫນွေရာဒီကုံမိုးရာဒီကုံမိုးရာဒီကုံ စောင်းရံတွေကိုကူးအဲ့ဒီအကူးအပြောင်းချိန်မှာမုန်တိုင်းကြတာပါအဲ့ဒီမုန်တိုင်းကြလာတယ်ဆိုတဲ့အချိန်ဟာ transition ပဲအခုကျွန်တော်တို့တိုင်းပြည်ဟာ transition အကူးအပြောင်းကာလကိုတည့်တယ်ကြီးကြာနေပါတယ်အဲ့ဒီအချိန်မှာမုန်တိုင်းတွေထိုင်တတ်ပါတယ်အခုမုန်တိုင်းမောင်းများစွာလဲမိဘပြည်သူတွေအကုန်လုံးတွေ့လိုက်ကြရမယ်ထင်ပါတယ်ကချင်ပြည်နယ်မှာလေဗရောင်းမှာချက်ခိုင်မှာ အခုပြောင်းကာလနှစ်နှစ်လွယ်မှာဝုံတိုင်းဆိုဖြစ်သွားလိုက်တယ်မုံတိုင်းလေနာခဲ့တဲ့ဆိုးပါတယ်ပြန်စင်းစားကြည့်နှစ်ပေါင်းများစွာခံနေရတဲ့ဒုက္ခတွေတွေ့ကြရပါလိမ့်မယ်အဲ့တော့အဲ့ဒီအခုပြောင်းကာလကိုရှိကဘာမှလူကြီးများစက်ကူးမကူးလို့ခေါ်ကြပါတယ်စက်ကူးမကူးဆိုတော့ဘာလဲကျွန်တော်နည်းနည်းစဉ်းစားကြည့်ကြအောင်ဒီစကားကလွယ်လင့်တကူဖြစ်လာတဲ့စကားမဟုတ်ပါဘူး ကျွန်တော်တို့ဗမာမှာရှိတော့ကဘရင်တွေလက်ထက်တုန်းကလှဲကြီးတွေစီးကြတဲ့ခါမှာအခုခေတ်နွားလှဲလို့ဒီလဲကြီးတွေကဒီလိုပတ်ပတ်လဲလှဲ့နေတဲ့ဘိမဟုတ်ပါဘူးလဲကြီးတွေကချက်ပြားကြီးလို့အပိတ်ကြီးတွေပါအဲ့ဒီမှာအချက်ကသုံးချက်ပဲရှိပါလားအလဲကောင်တစ်ချက်ကဒီလိုထောင်းနေတဲ့တစ်ချက်ပြီးရင်ဘေးကဒီလိုငှလိုကောင်ရဲ့တစ်လိုကောင်ရဲ့အကွေးနှစ်ချက်သုံးခုပဲရှိပါလား အလင်ကောင်းတက်တဲ့မမတ်ထောင်နေတဲ့ကောင်မတ်လို့ခေါ်ပါတယ်ဒီဘက်ကငါနဲ့ကိုဘက်ကတက်လို့တူတဲ့အချက်နှစ်ချက်ကိုစက်လို့ခေါ်ပါအဲ့ဒီအကွေးနဲ့အထောင်နဲ့စက်နဲ့မတ်နဲ့နှစ်ခုကူးတဲ့နေရာမှာလက်ပြတောင်ပုံလေးနဲ့ချိန်ထားပါအဲ့ဒါကိုစက်ကူးမကူးလို့ခေါ်တာပါအဲ့ဒီစက်ကူးမကူးဆိုတဲ့လက်ပြတောင်ကပြုတ်ထွက်သွားရင်အဲ့ဒီဘိန်းကလွသွားပြီးတစားစီအဲ့ဒီလှဲလေဘယ်မှသွားလို့မရတော့ကျွန်တော်တို့စက်ကူးမကူးကာလမှာအဲ့ဒါလို့ဘိန်းပြုတ်ထွက်သွားမှာ အလွန်ကြောက်ပါတယ်ကျွန်တော်တို့ရှေ့လည်းမရောက်တော့ပါဘူးကျွန်တော်တို့ငယ်ငယ်တုန်းကပြောတဲ့အစားတွေမှာကူရကူရတွန်းညပါဆိုလေကူလို့တွန်းလည်းမရတော့ဘူးဘိန်းကပြုတ်ကိုသွားပြီဘလူးကူတွန်းလို့မှမရတော့ဘူးဇွန်မန်းယုံဒီမှာပဲလဲဘိန်းနှစ်နှစ်နှစ်ချင်တဲ့နေရာနဲ့အဲ့ဘိန်းကတစားစီပြုတ်ထွက်သွားတယ်အဲ့ဒီဆက်ကူးမကူဆိုတဲ့ကာလကအလွန်ကြယူဆိုင်ရပါတယ်ခုနကမိုးချိုခုနကတော့မုံတိုင်းအဲ့ဒီနေရာတွေမှာပြစ်တာပြီးတော့ဆက်ကူးမကူကာလမှာ ရာသီအပြောင်းလဲဖြစ်လို့အေးပတ်တာလို့အပူရှက်တာလို့ကလည်းဒီကာလပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ democratization ဆိုတဲ့ democracy ပြုပြင်ပြောင်းလဲရေးမှာဒုတိယတစ်ဆင့်ဖြစ်တဲ့ transition ဆိုတဲ့အခုပြောင်းကာလမှာကျွန်တော်တို့ဘယ်နှားရောက်နေလဲဆိုရင်ကျွန်တော်တိတိကျကျပြောလို့ရတာတစ်ခုပဲရှိပါတယ်။ကျွန်တော်တို့လုံးလုံးစေရောက်နေတာ liberalization ရှော့ပေါ်ပြီးတဲ့အချိန်ကလေးပဲရှိပါသေးတယ်။ဘာမှမပြော အရင်တုန်းကတင်းသားကြက်သားထုတ်သားစီးသားနှောင်သားတဲ့ဟာတွေအကုန်လုံးကိုခုမှလျှော့ပေးတာစလျှော့တာစားပဲရှိပါသေးတယ်။ဥမာဆရာညီမညူလို့ဆိုရင်သိရပါတယ်။စားပေးမှာစားပေးစီစီကြီးမရှိတော့ပါဘူး။စားပေးစီစီကြီးကိုစားပေးကင်ပေတိုင်းလို့ခေါ်တယ်။စားရေးဆရာတွေရေးသမျှစားမှန်းသမျှသူတို့တွေဖြတ်ဖြတ်ပြန်တာ။ရုပ်ရှင်မှာလည်းစင်စာရှိတယ်။စားပေးမှာလည်းစင်စာရှိတယ်။ စာပေမှာစင်စာရှိတဲ့အတွက်စာရေးဆရာတွေအဟိုတုန်းကကဗျာတခုရေးခြင်းရှောင်းရှောင်းရေးရတယ်။စာတခုရေးခြင်းရှောင်းရှောင်းရေးရတယ်။ဆိုတော့ကျွန်တော်ငငယ်တော့ဖတ်ဘူးတဲ့ကဗျာတခုမှတ်မိပါသေးတယ်။တခိုးဖမ်းမှာလမ်းကြမှာလား။ပန်ကာအောက်မှာထိုင်နေသည်။ဟော။တခိုးဖမ်းမှာလို့လမ်းကြမှာဖမ်းရမယ်အောင်မလို့ဝင်သွားတာ။လမ်းကြမှာမဟုတ်ဘဲနဲ့အဲ့ဒီတခိုးကပန်ကာအောက်မှာထိုင်နေသည်လို့ဆိုတဲ့ကဗျာ။ ုဖြစ်ဆိုရင်တော့ကျွန်တော်တို့ဘယ်လိုပြောမလဲအဲယားကုန်းအောက်မှာထိုင်နေသည်လို့ပြောခြင်းပြောကြမှာပေါ့ဒါပေမဲ့အဲ့ဒီတုန်းကစာရေးဆရာတွေကဗျာဆရာတွေက service sensor ဆိုတဲ့စစ်စစ်ရေးကြီးကိုကြောက်တော့သူ့ကဗျာလေးဖြတ်ခံလိုက်ရမှာစိုးတော့အမှုပညာဆန်းဆန်းကိုယ်ကောက်ပြီးတော့ထွက်ကြရပါတယ်ရုပ်ရှင်မှာလည်းဒီတိုင်းပဲအဲ့ရုပ်ရှင်ကိုကြည့်မယ်ဆိုလို့ရှိရင်အခုရုပ်ရှင် sensor တွေနည်းနည်းညော့လာပြီနည်းနည်းသာညော့လာတာပြောရရုပ်ရှင်ကတကားမှမရနိုင်ဘူးတနင်္ဂနွေလုံးမှာဖလင်တုတ်တော့